တာယာရဲ့နေဖြစ်ကြပါစေလို့အားလုံးကိုနှုတ်ဥမေချင်တဲ့ကနေမှဖန်ပြလေးပြီးကြူဆိုပါတယ်။ဒီနေ့ကတော့ဗတ်မအုပ်စုံအနေနဲ့ကချင်ပြည်နယ်ဒရင်းနဲ့စမယ်နော်။ April 29ရက်နေ့တုန်းကစစ်ခွေးတွေနဲ့အတူသူတွေမိသားစုတရားကျော်တွေကအလင်းဝင်လာတယ်လို့ပြောတဲ့ဤသူပဲအခုဒီတရား60ကျော်တော့စစ်ခွေးတွေနဲ့အတူမိသားစုဒီကို ပမော်ညောင်ပြည်ရိတ်ကနေမှ စစ်မျက်နှာနဲ့ဝေးကွာတဲ့တနေရာကိုကောင်းမွန်စွာခေါ်ထုတ်နိုင်ခဲ့ကြောင်းသိရတယ်စစ်ခွေးတွေတရားကြောအညံ့ခံလာတယ်လို့ပြောတဲ့အခါမှာတချို့တွေက comments ထဲမှာရေးလာတယ်နေဦးမေရေတချို့လူတွေကမယုံကြဘူး နော်ဒါကြောင့်ဗီဒီယိုတွေတပ်ပုံတွေတင်ပေးပါလို့ပြောတယ်။အခုဒီနောက်ပိုင်းမှာမှကျတို့ကစစ်တုံးပန်းနေဖမ်းရတယ်ဆိုတဲ့သတင်းတွေပြောတယ်။အရင်တော့ဆိုလို့ရှိရင်ကျတို့ကဖမ်းတာလည်းမပြောသလိုဘသူတွေကိုဖမ်းတယ်ဆိုတဲ့တပ်ပုံတွေဗီဒီယိုတွေတင်လည်းလုံးဝမရှိဘူး။ကျတို့ KIA ဒီကနေမှစစ်တုံးပန်းဖမ်းမိတယ်လို့ပြောတဲ့အခါမှာဗီဒီယိုတင်ပေးပါတပ်ပုံတင်ပေးပါကျတို့ဘယ်တော့မှတင်မှာမဟုတ်ဘူး။ဒါပေမဲ့ နော်အခုနောက်ပိုင်းဆိုလို့ရှင်တော့ကျွန်တော်စစ်တုံးပါနဲ့ဖတ်ရတဲ့အကြောင်းပြောပါတယ်ဒီပူပေါင်းတော်လာရေးတွေဘက်ကနေတင်တဲ့ဗီဒီယိုတွေတော့ရှိပါတယ်နော်ဘောမတွေယုံချင်းမယုံချင်းကအတိတ်ကမဟုတ်ပါဘူးကျွန်တော်ကဘလောက်နိုင်တယ်လဲမနိုင်ဘူးလဲဆိုတာကိုတိဖို့ပဲရေးကြည့်တယ်စစ်ခွေးပြောင်းသွားဖို့ရေးကြည့်တယ်စစ်ခွေးဘယ်နှကောင်ကိုဖမ်းရပြီးမှတပ်ပုံပြပြီးမှဘာအကျိုးမှမရှိပါဘူးပြီးလို့ရှင်အခုဒီနာမည်ကျော်နေတဲ့စက္ကခ23အခုက နည်းနည်းလေးအဆင်ပြေသွားပြီအဆင်ပြေသွားပြီဆိုတော့ဗာလဲဆိုတော့လွန်ခဲ့တဲ့အချိန်မှာကျွန်တော်ကဒီတိုက်ရဲ့အပြင်ကနေတိုက်ရတယ်ဒါပေမဲ့အခုကတော့အတွင်းထဲထိရောက်ပြီးမှတိုက်ခိုက်နေတယ်ဒါကြောင့်အားလုံးဆက်ပြေးမှဆူတောင်းပေးရအောင်เนาะပြီးလို့ရှင်လဲလေရင်ကနေလာချပေးတဲ့လက်နဲ့ကြီးကြီးဒီလဲကောက်ရတာရှင်တယ် ပြီးရင်နောက်တစ်ခုကတော့ကာမိုင်းကနေမှဖကန်ဘက်ကိုတက်လာခဲ့တဲ့စစ်ခွေးတွေကမူဦးပြင်မှာ150ကျသွားတယ်ဆိုတော့အဲ့150ကျပြီးတဲ့နောက်ပိုင်းမှာတော့သူတို့ကဒီလေရင်တွေ drone မျိုးစုံတွေနဲ့ဖကန်ဘက်ကိုရောက်ဖို့ရန်အတွက်သွားတယ်ဒါပေမဲ့မနေ့ကမင်းလာရှိရနေမှာတော့ကမ္ဘောဖုန်ကြီးကြောင်းနဲ့ ခရိယန်ဘုရားကျောင်းမှာတက်ဆွဲထားတဲ့အီအားနေရာရှိတဲ့စစ်ခွေးတွေကို မနေ့ကအပြက်အသက်တိုက်ခိုက်တိမ့်ပိုင်နိုင်ခဲ့တယ်စစ်ခွေး90ကတော့ချက်ချင်းမတာပေါ်ကျန်တာတော့ခွေးပြေပွက်ပြေပြေသွားတယ်လင်းနဲ့ခဲရနေအများကြီးတိုက်ခိုက်တိမ့်ပိုင်နိုင်ခဲ့တယ်ဒါတော့ကချင်းပြည်နယ်ရဲ့အောင်ပွဲတဲ့ KIA နဲ့အတူပူပေါင်းတော်လာရဲ့အားလုံးကိုကျေးဇူးတင်နေဆိုတဲ့အကြောင်းပြောချင်တယ် နောက်သတင်းတပုတ်အနေနဲ့ကတော့ကျွမ်းနဲ့တူတူအခွေးချဘူးကနေမှရုရှားကိုရောက်လာတဲ့ဗီဒီယိုလေးကိုတူတူကြည့်ရအောင်နော်အခုသူကတော့ဆင်းလာပြီသူ့ကိုယူယူပဲကြုံနေတယ်နော်အားလုံးမြင်တဲ့အတိုင်းပဲဆိုတော့သူ့ကိုတခန်းတနာနဲ့ကြိုးဆိုတာကိုလုံးဝမတွေ့ရဘူးအခုသူ့မိမကိုပန်းစီနဲ့လက်ခံတယ်ဒါကတော့ပုံမှန်ယူယူအေးတေတဲ့ကိုလက်ခံတဲ့ပုံစံနဲ့ပဲတွေ့ရတယ် ဆိုတော့အခုကျွန်တော်တရုတ်ရှီကျင်းဖင်ကိုဘယ်လိုကြိုဆိုတယ်လဲပြန်ကြည့်ရအောင်နော်သူကနေတာကဒီနီတတ်တတ်နဲ့ဆက်လာပြီဆိုတော့သူ့ရဲ့နာမည်ရက်နေတဲ့အမျိုးသမီးကတော့ H O လို့ပြောလို့ရတာပေါ့ဆိုတော့သူ့ကိုကြိုလာတယ် C အခုသူ့ကိုကြတော့ဒီမှာကိုဇောနီမှာရက်ပြင်းမှာသူ့ကိုစစ်တချင်းနဲ့သူ့ကိုကြိုးဆိုးတယ်ခဏတုန်းကစစ်ခွေးကိုတော့လုံးဝ ကိုစောနေမခင်ပဲဘူးဘာတချင်းနဲ့မှကြိုးဆိုခြင်းမရှိဘူးတွေ့တယ်နော်ဆိုတော့အခုခုစလုံးရဲ့ပွားချချင်းကိုကျတော့ကောင်းကောင်းနဲ့ညရပြီဖြစ်တယ်နော် တော့ကတော့ရုရှားတွေကခွေးကျပူကိုနှစ်80ပြီအခမ်းအနားကိုတက်ဖို့ရတဲ့ဖိတ်ခေါ်တယ်လို့ပြောတဲ့အခါမှာနည်းနည်းလေးဒေါရထွက်တယ်ဒါပေမဲ့ဒီဗီဒီယိုကိုကြည့်လိုက်တဲ့အခါမှာဟာခွေးကျပူကတော့မော်စကိုကိုသွားတာသွားတဲ့နယ်လို့ကျွန်အဲ့လိုခံယူလိုက်တယ်ဘာကြောင့်လဲဆိုတော့ပူတင်ဟာမြန်မာနိုင်ငံကိုလာပြီးမှခွေးကျပူကိုအရှက်မခွဲနိုင်ခဲ့ဘူးဒါပေမဲ့အခုဒီတခါတော့ပူတင်ကခွေးကျပူကို သူ့ရဲ့နိုင်ငံကို လာခိုင်းပြီးမှ ကဘာတိအရှက်ခွဲပစ်လိုက်တယ်ဆိုတော့အခုဒီခွေးချဖို့လေရင်ကနဲ့ဆင်းလာခဲ့တဲ့ဥစ္စာကိုရုရှားကနေမှ live လဲလွင့်တယ် live မဟုတ်တာတရောအခု online မှာပြတ်နတ်နေတယ်ဆိုတော့တကဘာလုံးလည်းကြည်ပင်ပြီးတာဖြစ်တယ်ဆိုတော့အခုခွေးကျဖို့ကိုရုရှားဖစ်ခေါ်လို့လာတာတော့ဟုတ်တယ်ဒါပေမဲ့သူတို့ကိုလေရင်ကနဲ့ကြိုးဆိုတဲ့ပုံစံကဘလို့လဲ ဧည့်သည်တယောက်လာတယ်လို့ပဲသူတို့ကိုလက်ဆွဲနှုတ်ဆက်တယ်ပြီးရင်ပန်းကုန်းပေးတယ်ပြီးသွားပြီ ကိုစိုးနီဆိုတာအိမ်မက်ထဲမှာတောင်းမှမက်ဘူးအဲလောက်အထိသူတို့ကိုဆက်ဆံခဲ့တယ်သူတို့ကတာငရုတ်ဟာအာနာရှိအစိုးရဖြစ်တယ်လို့ ပြောတယ်ဆိုတော့မနေ့ကသတင်းထဲမှာလဲကြော်မျိုးမျိုးပါပြောလာဘင်္ဂလားဒေ့ရှ်အစိုးရတွေကိုအစင်သားမရှိဘူးလို့ပြောတာဆိုတော့နင်တို့ဘောမတီရဲ့ပါဇက်ထဲကနေမှနင်တို့ခွေးကျဖို့ကိုအစစ်ရှိတယ်လို့ထင်ခဲ့ပေမဲ့အခုကတော့ရုရှားဒီဘက်ကနေမှပက်ပက်ဆက်ဆက် online ကနေမှနင်တို့ခွေးတွေရဲ့အစစ်ကဒါပါပဲဆိုပြီးမှပြလိုက်တာတိတ်တဘောကြတယ်ရန်ဝါတာတယ် ရုရှားနိုင်ငံမှာခွေးချဘူးကိုခေါ်ပြီးရှက်ခွဲလိုက်တာပူတင်ကိုအရန်ကျေစုတင်တယ်နော်ဆိုတော့အခုတရုတ်တမဒရှီချင်းဖင်လာတဲ့ဥစ္စာကိုဘလို့ကြိုးဆိုတယ်လဲပြီးလို့ရှိရင်ရှီချင်းဖင်ရဲ့မျက်နှာကိုကြည့် တီတီလေးနဲ့သွားတာဒါကိုလူကြီးလူကောင်းဆန်တယ်လို့ပြောတာအခုခွေးကျုပ်ကတော့ဆက်ဖြစ်ဆက်ဖြစ်သူ့ကိုဘသူမှနော်ဘသူမှသူ့ကိုကောင်းကောင်းမကြိုးဆိုရင်ကိစ္စမရှိဘူးငါလာရဖို့ရေးကြီးတယ်လေရင်တစည်းနဲ့တောင်လာတယ်ဒါကိုပန်းစီတစည်းနဲ့ပြီးသွားရောချီချင်းဖီရဲ့နဘေးနားမှာရက်တဲ့အမျိုးသမီးကတော့အခုအိတ်ကြိုလို့ပြောရမှာပေါ့နော်လေရင်ကလည်းကြိုးဆိုတယ်သူနဲ့အမှသွားတယ်ကိုစောနီထဲမှာရက်ပြင်းမှစစ်ရဲတဲ့ချင်းနေနဲ့သူ့ကိုဂုံပြုတ်ခဲ့တယ်ဒီလို ကြိုးဆိုခဲ့တယ်ဆိုတော့နှခုရဲ့ kwa cha chat kwa cha chat ဘာကြောင့်လဲဆိုတော့ PDF တွေရဲ့ချေမုံတော့မရှိတဲ့ခွေးကြဘူးတရုတ်ဒီဘောမှာပြီးမှလာရှိုးတောင်းတဲ့ကြဘူးဒီလိုမျိုးသူများရဲ့နှာခေါင်းနဲ့အသက်ရှူတဲ့ကြဘူးကိုဘယ်သူကများ အဲလူတော်ထဲမှာတိုးမလဲမဟုတ်ဘူးလားနော်ဆိုတော့ဒီတစ်ခါဒီလိုမျိုး မော်စကိုကိုခေါ်ပြီးမှအချက်ကွဲလိုက်တဲ့ပူတင်ကိုကျေးဇူးတင်တယ်ခွေးချဖို့နောက်ခွေးချဖို့ကိုစင်တန်းကိုတိပါလို့ပြောချင်တယ်နော်အခုကဘာပေါ်မှာခွေးမျိုးစုံရှိတယ်တချို့ဆိုလို့ရှိရင်ဈေးကြီးကြီးပေးပြီးမှဝယ်ပေးရတယ်ဆိုတော့ခွေးဘလောက်ပဲဈေးကြီးကြီးခွေးကတော့ခွေးပါပဲဒါပါပဲနော် ဆိုတော့ခုကျွန်တော်တို့နောက်သတင်းတပုတ်အနေနဲ့ကတော့ရခိုင်ပြည်နယ်မှာရခိုင်ပြည်သူတွေလွတ်မြောက်ဖို့ရအတွက်ကိုပီကိုနေရနေနဲ့နေနိုင်ဖို့ရအတွက်အာခတတ်တော် AAD နဲ့အတူအညာ PDF ဒီတိုက်ပွဲပေါ်ဆောင်ခဲ့တယ် ်အစကိုင်းပကဖပဒီကတော့မိခင်တက်ရေးနေရာကိုပြန်လာခဲ့တယ်ဒါကိုဒီမေလနေ့ရက်နေ့တုန်းကသူတို့ကိုဂုံပြုတ်ကြိုဆိုချင်းကိုပြုတ်လုခဲ့တယ်အဲ့ထဲမှာဒီပကဖတာဝန်ခံနေ PDF တာဝန်ခံနေဒုတာဝန်ခံနေရေးရတာဝန်ခံနေလည်းဂုံပြုတ်အစီအစဉ်ထဲမှာပါဝင်ခဲ့တယ်ပြီးတော့ဒီရခိုင်ပြည်နယ်မှာတိုက်ပွဲဆင်နွှဲခဲ့တဲ့အခါမှာအညာ PDF 14ရောက်ကတော့တိုက်ပြည်နယ်လူမျိုးအတွက်အသက်ပေးခဲ့ရတယ်ပြီးတော့58ရောက် ကတော့ထိခိုက်တန်ရာရရှိခဲ့တယ်လို့သိရတယ်ဆိုတော့အဲ့ဒီကွန်ပျူတာနဲ့မှာပဲတိုက်ပြေအတွက်အသက်ပေးခဲ့ရတဲ့သူရဲကောင်းတွေရဲ့မိဘတွေတန်ရာရရှိနေတဲ့ PDF တွေရဲ့မိဘတွေကိုဒီပကဖတော်လာရေးဒီဘက်ကနေမှအာအလေးပြုဂုံပြုချင်းကိုပြုလုပ်ခဲ့တယ်လို့ထောက်ပံ့ကူညီချင်းကိုလည်းပြုလုပ်ခဲ့တယ်ဆိုမ ဒီဘက်ကဖအတန်ကနေမှတရားဝင်ထုတ်ပြန်လာခဲ့တာကိုတွေ့ရတယ်။ဆိုတော့အခုဒီရခိုင်ပြည်နယ်မှာမြန်မာဆဆကြီးတိုက်ပွဲဝင်ဆံလို့ရတဲ့အတွက်ကြောင့်တချို့သော PDF တွေကတော့ကိုယ့်ရဲ့မြစ်ခင်တိုက်ရင်ကိုပြန်လာပြီးမှစစ်ခွေးကိုပြန်မှတိုက်ခိုက်ဖို့ဖြစ်တယ်။ဒါပေမဲ့အားလုံးတော့မဟုတ်ဘူး။တချို့သောပူပေါင်းတော်လာရဲတွေရှိသေးသေးပါတယ်ဆိုတဲ့အကြောင်းလည်းပြောပြခြင်းနဲ့ဆိုတော့ဒီနေ့တိုက်ပြည်နယ်လူမျိုးအတွက်အသက်ဆုံးပေးခဲ့တဲ့တော်လာရဲရဲပေါ်တွေအားလုံးကိုလည်းပဲဒီ ီနီယာကနေမှဂုံယူအလေးပြုဥညွနဲ့ဆိုတဲ့အကြောင်းပြောပြခြင်းနဲ့ကိုကျော်တို့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဗီဒီယိုတူတူလေးကိုရင်ကြည့်ရအောင်နော်ဒါကတော့အင်ဒိုတိုက်ပွဲထဲမှာယူယူချွန်ချွန်တိုက်ပွဲဝင်ပြီးမှအမိမြေကိုပြန်လာခဲ့တဲ့ပကုတ်ကိုခရိုင်အမတ်ရှစ်တိုက်ရင်ပြည်သူချစ်တဲ့ရေပေါ်ရီဖြစ်တဲ့ KIA နဲ့အတူဒီ PDF တွေအားလုံးရဲ့ စွန်စားမှုယူယူချွန်းချွန်းစွန်စွန်တမန်နဲ့တိုက်ပွဲဝင်ခဲ့တဲ့အတွက်ကြောင့်တပိတ်မောက်တုံးကပြည်သူလူထုတွေကိုနှီးမျိုးစုံနဲ့ နှိမ့်ဆက်ခဲ့တဲ့ပြူဟာမှုကိုပါကျွန်တော်ဖန်ဆီးနိုင်ခဲ့တာဒါကတော့ဒီနေ့ကျွန်တော်တို့ PDF ဒီရဲ့တော်မှုအကြောင်းဖြစ်တယ်နော်ဆိုတော့အခုတို့ကတော့အင်ဒိုမြို့ကြီးကိုစစ်ခွေပါဇက်ထဲကနေမှ အပီးတတ်ဆွေးယူနိုင်ခဲ့ပြီးတော့အခုကတော့ကိုယ့်ရဲ့မိခင်တပ်ရင်းနေဖြစ်တဲ့ပကုတ်ကိုခရံကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်တယ်ဒါကတော့ကျွန်တော်တိတ်ကြည့်ပြီးမှဝမ်းသာစရာစစ်ခွေတွေတစ်ခေါက်မှမကန်စားဘူးခဲ့တဲ့အရာတွေကိုကျွန်တော်တော်လာရဲတွေကတော့နင်းနင်းညံ့ညံ့ခန်းစားနေရတယ်အ ခုခဏတော့ငါပြောလို့ဒီအာခတ်တတ်တော် AAD နဲ့လက်တွဲပြီးတော့ရခိုင်ပြည်နယ်ကိုလွတ်လပ်တဲ့ပြည်နယ်တခုဖြစ်ဖို့ရာအတွက်တိုက်ပွဲဝင်ပြပြန်လာခဲ့တဲ့အညာ PDF ဒီနဲ့အတူအခုအင်းတော်တိုက်ပွဲထဲမှာယူးယူးချွန်ချွန်တိုက်ပွဲဝင်ပြီးတော့အခုကတော့မြစ်ခင်နေရာကိုပြန်လာခဲ့တဲ့ရေပေါ်တွေဖြစ်တဲ့ဆိုတော့ဝန်တာဆရာကြီးပါပဲဒါတို့ကြည့်ချင်အပြည့်အင်မတာမှပီတိဖြားရပါတယ်ဆိုတော့စစ်ခွေးတွေကြည့်ကြကျတော့တော်လာရဲတွေဘလောက်တော်ကြတယ်လဲဆိုတော့ကြည့်ကြကြည့်ကြနော် ။နောက်သတင်းတပုတ်အနေနဲ့ကတော့ဧပြီလ30ရက်နေ့တုန်းကကရင်ပြည်နယ်ကျုံတုံးမြို့နွားချန်ကုန်းကျေးရွာကိုအင်အား90ပါတဲ့စစ်ခွေးတွေဘက်ကနေမှထိုးစစ်ဆင်လာခဲ့တယ်။အាយဥစာကိုကြော့ရတော်လာရဲတွေဘက်ကနေမှ ကြားဖြတ်တိုက်ခတ်ခဲ့တဲ့အခါမှာဒုတရင်မွန်အပါဝင်စခွေအကောင်30ကတော့ပွဲချင်းပြီးနေရာမှာတင်မရှုမလမြေကြီးစားပြီးမှအဲ့မှာပဲတခါလဲဘဝ အကူသွားတယ်။ကြာနာတွေကတော့တည့်ရဲ့အတိုင်းပဲခွေပြေဝက်ပြေပြေးသွားတယ်ဆိုပြီးမှမွန်ပြည်လွတ်လပ်ရေးတပ်မတော် MLA ကနေမှထုတ်ပြန်ထားတာကိုတွေ့ရတယ်။ခွေတွေကတော့နေရတကအနအပြားမှာတေလေးတေနိုင်လို့နဲ့ဒါကြောင့်အခုကတော့စစ်မိုထန်အမတ်စင်73တာရှိသွားတယ်။စစ်ခွေတွေရှိလာတာလည်းမတွေ့ရပါဘူးเนาะ နေ့တိုင်းမတာပေါ်တယ်အခုကျွန်တော်တို့ကချင်ပြည်နယ်မှာလက်သေးသလားမမင်းနဲ့အခုပြည်နယ်တိုင်းတိုင်းတိုင်းမှာစစ်ခွေးတည်တာဟာပြောတော့မပြောချင်တော့ဘူးเนาะ ပြီးရင်နောက်သတင်းသဘုတ်အနေနဲ့ကတော့အခုစစ်ခွေးတွေကတရုတ်ပြည်ရဲ့အကူအညီကြောင့်လာရှိုးကိုရရှိခဲ့ပြီဒါပေမဲ့သူတို့ကအဲ့မှာနေဖို့ကြောက်နေတယ်ဆိုတော့အခုဒီစစ်ခွေးတွေက MNDAAD ရဲ့ uniform တွေကိုဝတ်ပြီးတော့ MNDAA ရောင်းဆောင်ပြီးမှဒီပြည်ထောင်စုလက်မှတ်တွေမှာလမ်းလျှောက်သွားပြီးမှထောက်လိုင်းရေလုပ်နေတယ်။လာရှိုးကို MNDAAD တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အခါမှာ စစ်တုံးပန်တချို့တွေကသူတို့ရဲ့လက်နက်တွေကိုတချို့ကျတော့မြောင်းတွေမှာရောတချို့ဒီကျခြုံပုတ်တွေမှာရောအဲ့လိုမျိုးပေါ့နော်ဖွဲ့ပြီးမှအလင်းဝင်လာခဲ့ကြတယ်လို့ပြောတယ်ဆိုတော့ဒီ last show မှာတနတ်ညာနဲ့ချီပြီးမှရှိနေတယ်လို့ပြောတယ်ဒါကြောင့်လုံခဲ့တဲ့အချိန်မှာဒီ MNDAA ဒီဘက်ကနေမှတနတ်ဒီကိုသူတို့ကိုပြန်လာပေးပါသူတို့ပက်ဆန်စုချင်းမိမယ်ဆိုတဲ့ အဥ္စာလည်းတခါ MDA ကနေမှပြောဘူးတယ်ဆိုတော့အခုဒီ last show မှာအဲ့လိုမျိုးတုံမန်းတီကအကြည့်ရုပ်တယ်လို့ပြောလို့ရတယ်ပေါ့ဆိုတော့အခုတုံမန်းတီကလက်နဲ့ကို MDA လက်ထက်မှာမထည့်ချင်ဘူးဒါကြောင့်တနတ်တီကိုခြုံပုတ်တီထဲမှာအဲမြောင်းတီကြားတီထဲမှာသူတို့ကဖွဲ့ထားပြီးမှလူလွတ်ကြီးပဲသူတို့ အလေးဝင်လာတာရှိတယ်ဆိုတော့အခုဒီ last show မှာချို့ဆိုလို့ရှိရင်တော့အဲ့ကမှာတနတ်တီတွားယူပြီးမှ TNL Lady ကိုရောင်းစားတာဒီလေလို ုပ်တယ်လို့ပြောတယ်။ပြီးတော့နောက်တစ်ခုကတော့ကျွန်တော်ဗီဒီယိုတော်တော်လေးနားထောင်ကြည့်ရအောင်နော်။သုံးမကိစ္စကြီးမှကျွန်တော်နည်းပြောမယ်တိလား။ငါတို့ထောင်ကြီးကနေလွှတ်မယ်ဆိုပြီးတော့ခေါ်သွားတာ။ဟိုဘက်ရောက်လို့ရှိရင်လွှတ်မယ်ဆိုပြီးခေါ်သွားတာ။ဆန်နဘေးကနေ၃လေးစီးမကအောင်တိုက်ပြီးခေါ်သွားတာ။လှုပ်ပေးလားဘူမာဂရီမင်းမတက်စားလဲလှုပ်ပေးရတယ်တိလားနှုတ်ထမင်းစားနေရမလားအခုကျတော့ငါတို့စစ်တီတွေကိုနော်ကြံခုတ်ခိုင်းနေနေပူမလျှောက်မိုးရွာမလျှောက်အလုတ်ကျန်းတွေခိုင်းနေနော်တန်ကြိုးတွေခတ်ထမင်းကျတော့မဝရေစာကျွေးတယ် ဘယ်တော့လွှတ်မှာတော့နော်ညလို့လွှတ်မယ်ဆိုရင်ဆိုဘယ်တော့လွှတ်မှာတော့အကောင်လုံးစစ်တီရဲလေလေအရိုးပေါ်ရေတင်မရှိတော့ညလို့လုံနေတာညလို့စောက်ကျင့်နေရလေပေါ့ပေါ့လာတယ်တိလားလွှတ်မဲ့ရက်ကိုကြတော့လေမလွှတ်ပေးဘူးမဟုတ်တဲ့ဟာတွေကိုပဲလွှတ်ပေးတယ်နော်ညားနေပြီ ်အခုဒါတော့ဘောမဒီတို့လင်းနေအတွက် လောင်းနေကြတာဖြစ်တယ်လာရှိုးကနေမှ MNDAAD မထွက်ခွာခင်မှာစစ်တုံးပန်းတွေကိုအရင်ကားတွေနဲ့တင်ပြခေါ်သွားတယ်အများဖြစ်သိတာကတော့လောက်ကင်ကိုခေါ်သွားတယ်လို့သိတယ်ဒါပေမဲ့လောက်ကင်တော့မဟုတ်ဘူးဝါဒီရဲ့ rubber ချန်တွေမှလည်းခေါ်သွားတယ်လို့ပြောတယ်ကြံတွေဖြတ်ခိုင်းတယ်အလုံးလုံးခိုင်းတယ်ဆိုပြီးမှအခုသတင်းတွေထွက်ပေါ်လာနေတာဖြစ်တယ် ကြာတတိယဘုတ်ထဲမှာတင်ပေးတယ်စစ်တုံးပန်းတွေကိုနင်တို့ဥပဒေအရမလုပ်ဘူးဒါမျိုးမခိုင်းရဘူးလို့ပြောနေတာဆိုတော့ခွေးနေနဲ့စားလို့ရှင်တော့တာနေလို့ပြောရမှာပေါ့နော်အခုတို့အလုံးလုံးတယ်ကျွန်နေဖြစ်တဲ့အတွက်ကြောင့်အလုံးလုံးပြင်သမီးစားရမှာပဲလေ အခုနင်းတို့စစ်ခွေးတွေသမင်းမစားရတာတွေအများကြီးရှိတာပဲအခုဒီ MNDAAD ကတော့နင်းတို့ကိုအလုတ်ခိုင်းပြီးမှကြွေးမှလေအခုနင်းတို့လင်းတွေကစစ်တုံးမှ ဖြစ်သွားတာတောင်မှနင်းတို့ရဲ့အဘဖြစ်တဲ့ခွေးချဘူးကမလိုက်ပဲဘူးဒါတောင်အခုအချိန်ထိနင်းတို့စိတ်မနာသေးပဲနဲ့တတ်မတော်ကိုချစ်တယ်ဆိုပြီးမှနင်းတို့နေနေကြတာ online ပေါ်မှာလေတက်ပြီးမှ အာမချောင်ကြနဲ့မအော်ကြနဲ့ နင်တို့ရဲ့ဘောပိုင်ရှင်ရဲ့အလိုအကျအတာနေကြပါလို့ပဲပြောချင်တယ်အဲ့တချိတ်ထဲမှာပဲအခုဒီမေမျိုးနဲ့အနီးကဆုံဖြစ်တဲ့ဒီနောက်ချိုးကိုတိမ့်ဖို့ရတော့ပြင်းစင်နေတယ်ဆိုတဲ့သတင်းလည်းထွက်ပေါ်လာတယ်ဆိုတော့အခုအဲ့လိုမျိုးသတင်းတွေထွက်လာတဲ့အတွက်ကြောင့် TNLAD က စစ်ရေးတွေပြင်ဆင်နေတယ်လို့ကြားရတယ်ပြီးတော့ TNLAD ကအုံမတီးမှာရှိတဲ့ဖះเจ้าတွေမှာကဒုတ်ကျင်းတွေလှုပ်ပြီးမှစစ်ခွေးတွေတက်လာလို့ရှိရင်ခုခံဖို့ရအတွက်ပြင်ဆင်နေတယ်လို့သိရတယ်ပြီးရင်အခုဒီအုံမတီးမှာရှိတဲ့ ခရိယန်တွေကတော့သူတို့ရဲ့ဖျားเจ้าထဲမှာဒီလိုမျိုးကတုတ်ကျင်မလုပ်ပေးဖို့ဖျားเจ้าတွေမှာအကာအကွယ်မယူဖို့ပြီးလို့ရှိရင်ဒီအာပြည်သူတွေရဲ့နေအိမ်တွေထဲမှာလည်းအကာအကွယ်မယူဖို့ဆိုပြီးမှသူတို့ကိုဩတောင်းဆိုနေတာတွေရှိတယ်ဆိုတော့အခု TNLD လည်းနင်းတို့တိဖို့ကဒီဖျားเจ้าဆိုတာဟာဘာသာရေးနဲ့ဆိုင်တဲ့နေရာ ဖြစ်တဲ့အတွက်ကြောင့်လုံးဝတတ်ဆွဲခြင်းမလုပ်ကြပါနဲ့ပြီးလို့ရှိရင်ပြည်သူတွေရဲ့အိမ်ကိုအကာအကွယ်ယူခြင်းကိုလည်းမလုပ်ကြပါနဲ့ပြည်သူတွေနဲ့မဆိုင်တဲ့ ဲ့နေရမှာကတော့ကျင်းတွေလုတ်ပြီးမှာကိုယ့်ရဲ့စိတ်ရဲကိုဖော်ဆောင်ကြပါလို့ကျွတ်ကလည်းဒီကနေပြောချင်တယ်เนาะကျွတ်တို့ခရိယန်ဘုရားကျောင်းမို့လို့ပဲမဟုတ်ပါဘူးဘုရားကျောင်းမှာပဲဖြစ်ဖြစ်ဘုန်းကြီးကျောင်းမှာပဲဖြစ်ဖြစ်ဘယ်ဘာသာရဲ့မွတ်စလင်တွေရဲ့ပလီတွေမှာပဲဖြစ်ဖြစ်ဘယ်ဘာသာတွေရဲ့အဆောက်အုံဒီမှာမှမနေပဲနဲ့လွတ်လပ်တဲ့နေရာတနေရာထဲမှာစစ်ခွေးတွေကိုခုခံဖို့ရတဲ့ပဲဖြစ်ဖြစ်သောစစ်စင်ဖို့ရတော့ပဲဖြစ်ဖြစ်ပြင်စစ်ကြပါလို့ကြွတီကနေအနိုးအညွတ်တောင်းပန်ပြပြောချင်တယ် เนาะပြည်သူတွေအားလုံးကြမ်းမပြည့်ရှိကြပါစေ